hello အားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့မနေ့ခင်းပိုင်းမှာဆိုလို့ရှိရင်တော့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်တို့ဆွေးနွေးသွားမယ် Oliver Wings နဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်ရထားတယ်ဒါအပြင်ကျွန်တော်တို့ Lowry Wing ဝယ်ပြောထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တချို့လည်းကျွန်တော်ရထားပါတယ် ဆိုတော့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားကြမယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့အသင်းနဲ့ပတ်သက်လို့ကတော့အပြောင်းရွှေ့တွေကသူသဖြင့်မနေ့ကဒီကျွန်တော်ညအုပ်ပိုင်းမှာကျွန်တော်တက်တယ်ပေါ့နော်ဒီ athletic ကနေပြီးတော့ပြောထားတဲ့ report တွေကျွန်တော်ရှိတယ်ဒါတွေကတော်တော်လေးကျွန်တော်တို့ပြောဖို့ကောင်းနေတယ်မှာကျွန်တော်တို့ပါတယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရရင် Athletic ရဲ့ Lori Wentworth ပဲပြောထားတာက Oliver Gins Oliver Gins ကပေါ့နော် Resmond Hoyland ကအသင်းကနေထွက်ခွာသွားခဲ့ရမယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ဘက်ကခေါ်လိုတဲ့တိုက်စစ်မှုစည်းရင်းမှာပါဝင်နေတဲ့ကစားသမားဖြစ်တယ်ပေါ့နော်ယူနိုက်တက်ရဲ့ဘက်ကတော့တိုက်စစ်မှုရွေးချယ်စရာများတွေကိုတိုက်စစ်မှုရွေးချယ်စရာတွေဖြစ်ကြလို့လက်ရှိမှာအများကြီးစဉ်းစားနေပြီးတော့အက်စတိုမီလာအသင်းရဲ့အမှုဆောင်ချုပ်တွေထံကိုလည်းဂျားခန်လူတွေကနေတစင်ဆက်သွယ်မှုတွေပြုလုပ်ပြီးတော့အပြောင်းအရွှေ့ဖြစ်နိုင်ရည်ဒီကိုလေ့လာစူးစမ်းခဲ့ကြတာမျိုးတွေကျွန်တော်တို့ရှိတယ်ပေါ့နော်။ဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင် Oliver Kings ဒီ မန်ချက်စတာယူနိုက်တက်ပြစ်မှတ်ထားတဲ့တိုက်စစ်ကစားမတယောက်ဖြစ်နေတယ်ပေါ့ဗျာဒါအပြင်ဆက်ပြီးတော့ပြီးခဲ့တဲ့ရာသီကဒီမန်ချက်စတာယူနိုက်တက်နဲ့ပေါ့နော်အက်စတူမီလာတို့ရဲ့ခြေထဲမှာမာကတ်စထရက်ရှူရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ဆွေးနွေးခဲ့ကြတဲ့အရင်မှာအိုလီဝါကင်းရဲ့အပြောင်းရွှေ့ကိုပါထည့်သွင်းပြီးတော့စဉ်းစားခဲ့ကြတာမျိုးတွေအထိရှိခဲ့တယ်ပေါ့နော် မီလာရဲ့ဘက်ကတော့ Rashford ကပေါင်သန်း40နဲ့ဝယ်ယူနိုင်တဲ့ရွေးချယ်စရအခွင့်ရှိနေပေမဲ့ကစားသမားကဘာစီကိုပြောင်းကျင်တဲ့ဆန္ဒကြောင့်ပေါ့နော်သူတို့အနေနဲ့အပီတက်ခေါ်ယူဖို့အတွက်ဆွေးနွေးမှုတွေကိုသူတို့လုံးဝရပ်တန့်ခဲ့တယ်ဆိုတော့ Resman Whiteland အသင်းမှာဆက်ရှိခြင်းပြီးမဲ့လေလို့ကစားမားရဲ့အပြောင်းအရွှေ့ဖြစ်နိုင်ခြင်းတွေကတခြားကလပ်အသင်းတွေနဲ့ပေါ့နော်ဆက်သွယ်မှုတွေရှိထားတယ်အဲ့ဒီတော့အကယ်လို့ Whiteland ကအသင်းဘက်ကနေပြီးတော့ရောင်းချနိုင်ခဲ့မယ်ဆိုရင် Christmas နေရာကိုကျွန်တော်တို့ Oliver Watkins နဲ့အစားထုတ်ဖို့အတွက်အသင်းဘက်ကပြစ်မှတ်ထားနေတယ်ပေါ့ဗျာဆိုတော့ဒီနေရာမှာကျွန်တော်မသေးကွဲတာက White Land ကိုကျွန်တော်လက်လွှဲရမှာပဲထက်ပြီးတော့တိုက်စစ်ဖြစ် Oliver Watkins ကိုကျွန်တော်ခေါ်မလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အန်ပူမွေရဲ့အပြောင်းရွှေ့ပြီးတာနေပေါ့နော်အန်ပူမွေရဲ့အပြောင်းရွှေ့ပြီးတာနဲ့အတင်းဘက်ကရောင်းတဲ့ကစားသမားလေးတွေကိုကျွန်တော်ရောင်းပြီးတော့ရတဲ့ငွေနဲ့လုံးဝကျွန်တော်ဒီဘယ်လိုပြောရမလဲ အိုလီဝါဂင်းကိုခေါ်ဖို့ကြိုးပမ်းမလားဒါကတော့ကျွန်တော်စောင့်ကြည့်ရမယ်အားလုံးသိတဲ့အတိုင်းပဲအမ်ပူမိုးရဲ့အပြောင်းအရွှေ့ပြီးတာနဲ့ကစားမားတွေရောင်းမယ်ပြီးတာနဲ့မန်ချက်စတာယူနိုက်တက်ကလူတိုက်စင်မှုခေါ်မယ်ဒါဒီလုံးဝအတင်းဘက်ကစီစဉ်ထားတဲ့ကျွန်တော်ပလန်မယ်လော့ဇင်နေထားရအခုကရက်စမတ်ထွက်ဖြစ်ခဲ့ရင်အိုလီဝါဂင်းကိုအစားထိုးခြင်းနဲ့ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်ဖြစ်နေတာကျွန်တော်ဝါဂင်းနဲ့ပတ်သက်လို့ညီကတို့ဘယ်လိုမြင်ကြလဲအိုလီဝါဂင်းကတော့ပရီးမီးယားလိမှာအထွေးကြုံရှိကစားမားတစ်ယောက်ပေါ့လေ နော်အတွေ့အကြုံရှိတိုက်စစ်မှုကောင်တယောက်အာဆင်နယ်ဘက်ကလည်းစိတ်ဝင်စားတဲ့တော်တော်သားအချက်လက်တွေကျွန်တော်ပြထားတယ်အသက်ရွယ်ကြောင့်တော့ပေါ်ဖို့အတွက်ကျူပန်းကောင်ကျူပန်းလိမ့်မယ်နော်ကျိုးကျူကျူပန်းချိန်မှာကျူပန်းလိမ့်မယ် United နဲ့ပတ်သက်လို့ရှိရင်တော့တိုက်စစ်မှုနေရာမှာ Oliver Kings နဲ့ပတ်သက်လို့ရှိရင်ဒါတရင်နေမင်းမြတ်မှုတွေလှုပ်ထားတယ်ဆိုတော့အသင်းဘက်ကစိတ်ဝင်စားတယ်ဗောလေအနေဆုံးတော့ဒါပေမဲ့ဒါပေမဲ့ကျွန်တော်အမှန်ကန်ခေါ်ရမလားဘာလို့လဲဆိုတော့ Oliver Kings ဒီလက်ရှိမှာ29နှစ်ရှိပါပြီ เนาะတိုက်စစ်ကကျွန်တော်တို့က29နှစ်ရှိပြီဖြစ်တဲ့တိုက်စစ်မှုတစ်ယောက်ပြီးခဲ့တဲ့2024 2025ဘောလုံးရာသီမှာပရီးမီးယားလိ38ပွဲเนาะပွဲတိုင်းသူကစားတယ်ပရီးမီးယားလိ38ပွဲတိသူကစားထားတယ်အဲ့ဒီတည်းမှာမှသူ16ဂိုးတီးသွင်းထားတယ်16ဂိုးသွင်းထားတယ်10ဂိုးဖန်တီးထားတယ်ဆိုတော့အဲ့ဒီရဲ့10က2023 2024ဘောလုံးရာသီမှာ38ပွဲတိကျွန်တော်ကစားထားတယ်19ဂိုးသွင်းထားပြီးတော့73ဂိုးတိသူဖန်တီးပြီးထားတယ် တော်တော်ကောင်းတဲ့ရာသီတစ်ခုကိုသူပိုင်ဆိုင်ခဲ့တာပါအိုလီဝါကင်းစ်ကအဲ့ဒီရဲ့ရှေ့2022-2023ဘောလုံးရာသီမှာလည်းပရီးမီးယားလိဂ်38ပွဲတိသူကစားတယ်15ပွဲတိသူကို15ဂိုးတိတွင်ပြီးတော့6ဂိုးဖန်တီးတယ်အဲ့ဒီရှေ့21-22မှာလည်း35ပွဲတိသူကစားတယ်ပရီးမီးယားလိဂ်17ဂိုးတွင်းနဲ့2ဂိုးဖန်တီးတယ်အဲ့ဒီရှေ့2020-2021မှာဆိုလို့ရှိရင်လည်း38ပွဲတိကစားပြီးတော့ပရီးမီးယားလိဂ်မှာ14ဂိုးတွင်းနဲ့5ဂိုးဖန်တီးတယ်ဆိုတော့ကြည့်ရရင် ်အိုလီဝါကင်စ်ရဲ့နောက်ဆုံးကျွန်တော်တို့ဒီ900ဒီလောက်ပေါ့နော်900ဒီလောက်ကအ ਨੇ ဆုံးတော့ဒီကစားမကကျတို့ဒါ injury ပြဿနာတွေပါနေกินပြီးတော့ပွဲ35ပွဲကနေပြီးတော့38ပွဲထိကျတို့ကစားထားနိုင်တဲ့တိုက်စင်မှုတယောက်ပြီးတော့ Manchester United ကလိုအပ်တာကကျတို့လုံးဝပေါ့နော်ဒီ injury ပြဿနာတွေပါနေกินနေဆိုတဲ့ striker မျိုးကျတို့လိုတယ် physically ရကျတို့ strong ဖြစ်တဲ့ striker ကျတို့လိုတယ်အတွေ့အကြုံရှိတဲ့ striker ကျတို့လိုတယ် ဆိုတော့ Oliver Kings ရဲ့နောက်ဆုံးကျွန်တော်900ဒီမှာเนาะအမြင့်ဆုံးသူ38ပွဲထိသူကစားခွင့်ရတယ်เนาะအဲ့ဒီမတိုင်ခင်မှာဆိုလို့ရှိရင်38ပွဲထိသူ300ဒီဇက်တိုက်သူကစားရတယ်ကြားထဲမှာ35ပွဲပဲကစားနေတာ100ဒီပဲကျွန်တော်ရှိခဲ့တာဆိုတော့9 900ဒီမှာမှ35ပွဲကအနည်းဆုံးကစားထားတဲ့ယာကြီးဆိုတော့ဒီကစားမဟာအတင်းအတွက်ပွဲတိုင်းနီးပါးကစားနိုင်တဲ့အခြေချင်းရှိခဲ့တယ်ပေါ့ဒါအပြင်ကျွန်တော်တို့အဲ့ဒီ900ဒီကိုကျွန်တော်ပြန်ကြည့်တော့လေ ဂိုးပါဝင်ပတ်သက်မှုကကျွန်တော်အနည်းဆုံးတော့15ဂိုးဝန်းကျင်မှာရှိတယ်အနည်းဆုံးတော့အနည်းဆုံး15ဂိုးဝန်းကျင်ကနေပြီးတော့ကျွန်တော်ဒါဟိုဘယ်လိုပြောမလဲဂိုး30ဝန်းကျင် နီးပါးအထိကိုကျွန်တော်အကျိုးပြုနိုင်ခဲ့တဲ့ရာသီတွေကျွန်တော်ရှိတယ်နော်ဆိုတော့အခုအကကစားမရဲ့ဒီ downside တခုတည်းကိုကျွန်တော်ကြည့်ရရင်ဒါအသက်ရွယ်ပဲအတင်းဘက်က26နှစ်ရွယ်တိုက်စစ်မှုတရားကိုဘယ်လောက်ထိကျွန်တော်ယင်းနီးမှာလဲပေါ့နော် ဟို Bounty Investment လို့လောက်มาလဲ29နှစ်ရွယ်ကစားမတယောက်အတွက်အတင်းဘက်ကပြောင်းရွှေ့ခြင်းနေねဘယ်လောက်ထိတုံသွားมาလဲပေါ့ဒါကိုပဲကျွန်တော်တို့ကြည့်ရမှာပဲเนาะဒါကိုပဲကျွန်တော်တို့ကြည့်ရမှာပဲအခုလက်ရှိကျွန်တော်တို့ Oliver Kings က Aston Villa နဲ့2028ခုနှစ်ပေါ့เนาะဂျွန်30အထိတက်တန်းရှိတဲ့စာချုပ်ကိုသူပိုင်ဆိုင်ထားတယ်เนาะဂျွန်30အထိပေါ့เนาะဆိုတော့ကစားမကစာချုပ်တက်တန်းကတော့အများကြီးတော့ကျွန်တော်မကျန်တော့မကျန်တော့ဘူး အများကြီးမကျန်တော့ဘူးဒါပေမဲ့23 9နှစ်ဆိုတဲ့ခါကျတော့ Aston Villa ရဲ့ဘက်ကလည်းရောင်းပြီးတော့ကျွန်တော်တို့ငွေရှာခြင်းပြီဗျာเนาะဆိုတော့ဟို Aston Villa အတွက်လည်းဒီကစားမကပွဲပေါင်း223ပွဲတိသူ ကစားထားတယ်เนาะပွဲပေါင်း223ပွဲတိကစားထားပြီးတော့89ဂိုးသွင်းထားတယ်52ဂိုးဖန်တီးထားတယ်เนาะအဲ့ဒီရှိက Brandford အတွက်ကတော့ကစားမက143ပွဲကစားထားတယ်49ဂိုးသွင်းထားတယ်55ဂိုးဖန်တီးပေးထားတယ် နော်ဆိုတော့ Exeter City အတွက်ကတော့88ပွဲမှာ26ဂိုးသွင်း16ဂိုးဖန်တီးပေါ့နော်ဆိုတော့ဘာပြောပြော Premier League တို့ Championship တို့ League 2တို့ဟလာနော်ကျွန်တော်တို့က Champions League ပွဲတွေတို့ EFN တို့ကျွန်တော်တို့ကအများကြီးကိုကစားထားပြီးတော့အတွေ့အကြုံကောင်းကောင်းရှိတဲ့ player ပါ United ရဲ့ဘက်ကတော့လူငယ်ကစားမတွေတို့ဘာတို့သိတယ်မလားအရင်အသက်ငယ်တွေကစားမတွေကိုကျွန်တော်ရှေ့မှာခေါ်ထားခဲ့မှုတယ်ပြဿနာကဘာဖြစ်လဲဆိုတော့ကစားမတွေကအဆင်သင့်မဖြစ်ကြသေးပေမဲ့ကျွန်တော်အမြဲတမ်းဒီပါတိုင်ပတ်ခဲ့ကြတာ ဆိုတော့ကျွန်တော်အသင်းမှာတိုက်စစ်ပိုင်းမှာအတွေ့အကြုံရှိတဲ့ကစားမလှူပါတယ်29ဆိုတာကတော့အင်မတန်များကောင်းများနိုင်တယ်ဒါပေမဲ့လို့ပေါ့နော်အတွေ့အကြုံရှိတဲ့ကစားမတစ်ယောက်ဆိုတော့ညင်လို့မရဘူးဗျာဆိုတော့ Oliver Kings ကိုကျွန်တော်ဈေးနည်းနည်းနဲ့သာကျွန်တော်ရမယ်ဆိုရင်ကျူပန်းပြီးတော့ဒီဘယ်လိုပြောမလဲချီတိုအိုဘီတိုဘာတို့ကိုဆွဲတင်ပေးနိုင်မယ်နော်ကျွန်တော်ဆွဲတင်ပေးနိုင်မယ်အခြေအနေမျိုးလေကျွန်တော်ရှိတာပဲအခုကကျွန်တော်ကတိုက်စစ်ကောင်းတယောက်ခေါ်မယ်ဆိုလို့ရှိရင် အခုလက်ရှိအနေထားအရအသင်းပေါ်မှာလည်းအကျိုးပြုနိုင်တဲ့ပလေးယာဖြစ်ရမယ်။လူငယ်တွေကိုလည်းဆွဲတင်နိုင်တဲ့ကစားမမျိုးကျွန်တော်ဖြစ်ရမယ်။ဒါမှမဟုတ်ဘူးဆိုလို့ချင်းလည်းလူငယ်တွေကတင်ယူလို့ရတဲ့ striker တယောက်ကျွန်တော်ဖြစ်ရမယ်။ကိုယ်တိုင်ရုံးကန်နေရတဲ့ပလေးယာတယောက်စီကနေပြီးတော့ဘယ်လူငယ်မှတင်ယူနိုင်မှာမဟုတ်ဘူး။ဒါကြောင့်လောလောဆယ်မှာဆိုလို့ချင်း Oliver Kings နဲ့ပတ်သက်လို့အသင်းဘက်ကကျွန်တော်ကြည်လာကြတာဆိုတော့အသင်းတောင်ရှိသူတွေရဲ့ဘက်ကသူဘယ်လိုရမလဲဒီကစားမဖြစ်သူကိုပေါ့နော်။29နှစ်ရှိပြီဆိုတော့တိမာပဲ။ဒါပေမဲ့လို့အသင်းဘက်က ဟို market stretch ရဲ့အပြောင်းအရွှေ့နဲ့တုန်းကလည်း Aston Villa ရဲ့ကြားထဲမှာဆွေးနွေးမှုတွေလုပ်ခဲ့ကြတယ်လို့ဘာလို့ကိုကျွန်တော်ကြည့်ရင်နောက်ဆုံးကျွန်တော်တို့လိုချင်ပါတယ်ဆိုတော့ Geo Crest တို့လာနော် Osimhen တို့ဒီစားမတွေကိုလုံးဝမရဘူးတိုက်စစ်ကလည်းရွေးချယ်ကြမရှိဘူးဆိုရင် Premier လေးအတွေ့အကြုံရှိတဲ့တိုက်စစ်မှုမျိုးကိုတော့ကျွန်တော်ဒါရအောင်ခေါ်ပြီးတော့ကြိုးပမ်းနိုင်လိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်လို့ရတယ်တန်ကြီးပုံမှာတော့မူတီတာပေါ့နော်29နှစ်ပဲတိုက်စစ်ကစားမတရားကို Aston Villa ကဘယ်လောက်ထိတောင်းပါလဲ ယူနိုက်တက်ရဲ့ဘက်ကတော့ဘလောက်ထိပေးဖို့ကျွန်တော်တို့သာရည်ရွယ်ထားသလဲပေါ့ဒါတွေပေါ်မှာမူတည်မှာပဲညီကလို့ရောဘယ်လိုမြင်ရလဲကျွန်တော်တို့လက်ရှိမှာအိုလီဝါကင်းစ်ကိုကျွန်တော်တို့သာခေါ်ဖို့အတွက်ကြိုးပမ်းတင်တယ်လို့ညီကလို့ယူဆကြလားဆွေးနွေးကြပါတော့အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကွင်းလင်းနဲ့တိုက်စစ်ကဈေးပေါ်ဈေးပေါ်ပါတယ်တဲ့ဒါမြဲအဲဈေးပေါ်ပေါ်ကစားသမားတွေပဲရောက်လာနိုင်မယ်လို့ထင်နေပါတော့ကွင်းလင်းနဲ့တိုက်စစ်မှာโอเคပါခြေသူများကြီးတင်ပါတယ်အဲကျွန်တော်ကတော့ပြန်တော့တိုက်စစ်ကဈေးပေါ်ပေါ်ကစားသမားရောက်တောင်မှာ တရာဒီကို90လောက်အာမခံချက်ရှိတဲ့ပလေယာတယောက်ဆိုရင်တော့မဆိုးဘူးလीနော်ဒါပေမဲ့လို90လောက်အာမခံချက်ရှိတယ်ဆိုလို့ရှိရင်တော့ဈေးပေါ်တဲ့ပလေယာတယောက်တော့ဟုတ်တော့မှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကတော့ကွင်းလေကိုပူပြီးတော့နော်တိုက်စစ်ကိုခုနကပြောခုနကပြောတိုက်စစ်ကိုပြောတာဒါပေမဲ့ကွင်းလေကိုပူပြီးတော့အည်သွေးမြင့်ကစားသမားပူရောက်စီခြင်းတယ်ကျွန်တော်တို့ကကွင်းလေခေါ်တိုင်းအမြဲတမ်းတိုင်ပတ်တယ်ကွင်းလေခေါ်တာဘယ်တော့မှအထီးထီးရောက်ရှိခဲ့တယ်ဆိုတာကျွန်တော်မရှိဘူးကွင်းလေကိုတကယ်ကောင်းတဲ့ကွင်းလေကစားသမားတယောက်ကျွန်တော်ခေါ်ဖို့ကျွန်တော်လိုတယ်ပေါ့နော် ကစားမအစ်စ်ကလည်းပြားတဲ့တယောက်ပဲခွန်နိုင်နေတယ်နော်ကိုသိန်းကကောင်တီကအဲကိုသိန်းကကောင်တီကလည်းရောင်းမထွက်လို့ဒီလိုနဲ့ရှိတဲ့လူနဲ့ပဲနောက်ရသည်တစ်ဆားတော့မယ်ထင်ပါတယ်ပြားတဲ့အဲအဲ့ဒါတော့ကျွန်တော်တို့စိတ်ပူရမယ့်အရာပေါ့လေအတင်းတောင်ရှိသူတွေရဲ့ဘက်ကလည်းပြီးခဲ့တဲ့ရာသီငါတို့အဆင့်15နဲ့ရာသီသိမ်းခဲ့တာနော်အဆင့်15နဲ့ရာသီသိမ်းခဲ့တာဒါပေမဲ့လို့လာမယ့်ရာသီတော့ငါတို့ပူကောင်းအောင်လုပ်မယ်ဟေးဆိုတဲ့ပုံစံမျိုးနဲ့အပြောင်းရွှေ့တွေကတိတိယယောက်ကျွန်တော်ကြိုးပမ်းနေရမှာအတင်းတောင်ရှိသူတွေရဲ့ဘက်ကလည်းဒါမျိုးကြီးနဲ့ကျွန်တော်ရှစ်ဆက်လို့မရဘူးဆိုတော့သူတို့သိမှာပဲ နော်သူများတွေအဆင့်1တို့အဆင့်2တို့အဆင့်3 4 5တို့ကနေပြီးတော့ယာစီတိန်းခဲ့တဲ့ကစားအသင်းကြီးရဲ့ဘက်ကအားပြေမှုကိုစီတွေကျွန်တော်ရှိထားတာပိုကောင်းတဲ့ကစားမတွေကျွန်တော်ခေါ်တဲ့အယာချီတဲ့ကစားမတွေနဲ့အားပြေတာအဲ့ဒါချန်ပီယံဖြစ်ခဲ့တဲ့အသင်းကြီးအဆင့်15ရောက်ခဲ့တဲ့ကိုရီအသင်းရဲ့ဘက်ကဒီလုံမျိုးနဲ့ကျွန်တော်ကြီးနေနေလို့ကျွန်တော်မရဘူးဆိုတော့အသင်းအနေနဲ့နော်အသင်းအနေနဲ့ကျွန်တော်လုံးဝအားပြေမှကျွန်တော်ရမယ်နော်ဆိုတော့ဒီတိုင်းပဲဝဲလေဝဲလေကျွန်တော်ဆက်ဖြစ်လို့တော့ကျွန်တော်မရဘူးအခုလက်ရှိချင်းဒီလေအန်ဘူမူရဲ့အပြောင်းအရွှေ့ကို ဒါတော့အပြီးသက်မနိုင်သေးဘူးပေါ့နော်ဒါကတော့စိတ်ပူစရာတွေပေါ့လေ Oliver Gins တဲ့စားလို့ရှိရင်ပြားတဲ့ Matita ကပဲပို့ပြီးတော့တင့်တော်မယ်ထင်တယ်တဲ့ Wagins ကတော့ကြလာပြီလို့ထင်တာပဲတဲ့နော် Okay ပါကျေးဇူးများတင်ပါတယ်လွန်ခဲ့တဲ့9ရာသီမှာတော့သူကတိုးတက်မှုတွေတော့အများကြီးပြနေတာပဲ Oliver Gins ကသေးလားနော်တူတက်မှုတွေတော့ပြနေတာပဲဆိုတော့29နှစ်ဆိုတဲ့အခါကျတော့ပြိတ္တတွေစိတ်ပူရင်လည်းစိတ်ပူစရာပေါ့ဗျာအဲမင်္ဂလာပါတဲ့โอเคပါမင်္ဂလာပါအဲ working school တော့သဘောမကျဘူးဗျာတဲ့နော် ဈေးတက်တက်တက်နဲ့ရမယ်ဆိုလို့ရှင်တော့အတင်းဘက်ကဆွဲထားတဲ့နေတယ်မှာပါတယ်တော့တယ်နော်မှန်တယ်ဒါမဲ့လို့အတင်းဘက်ကပေါ့နော်လက်ရှိမှာတိုက်စစ်မှုနဲ့ပတ်သက်လို့ရှိရင်ဈေးမတက်နိုင်ရတာနဲ့လောက်ခလာစားမတက်နိုင်ရတာနဲ့သိတယ်မလားနော်ဟိုဆိုတော့အခုလက်ရှိ working ဆိုလို့ကစားမမျိုးကတော့ဟိုလာစားလည်းအများကြီးပေးစရာလုံးမမထင်ဘူးဈေးကလည်း29နှစ်ဆိုတော့မတန်တဆာကြီးတော့ဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒါမဲ့အကယ်လို့ဖြစ်တယ်ဆိုလို့ရှင်တော့ဘာဖြစ်မလဲကျွန်တော်ဆက်ကြည့်ရမှာပါဗျာဒါမဲ့လို့ ဟိုနောက်ဆုံးအဆင်မပြေဘူးဆိုလို့ရှိရင်လည်းပဲ Oliver Kings နဲ့တင်နှစ်ပါးသွားတိုင်းမှုလေကျွန်တော်တို့ပေါ့နော်ဆိုတော့ဒါကြိုးကောင်းကြိုးယူနော်ကြိုးပန်းမှာပဲနော်မော်ဆေးကိုမခေါ်ဘဲနဲ့ပြားတဲ့ဘရူနိုနီဘရူနိုကိုတဲ့အဲ့နေရာထားကစားပြီးကွင်းလယ်တယောက်အဓိကခေါ်တင်နေတင်နေတဲ့မော်ဆေးကခေါ်မှာပါနော်ကျွန်တော် MW ဘူမူကကျွန်တော်ခေါ်မှာပါနော် MW ဘူမူကိုကျွန်တော်ခေါ်မှာပါခေါ်ပြီးတော့ခေါ်ပြီးတော့ကျွန်တော်အနေနဲ့အသင်းဘက်ကအဲဘရူနိုဖာနန်ဒက်စ်ကိုကွင်းလယ်ကိုပြန်ထားမှာပါနော်အဲ့ဒီဘရူနိုနဲ့တွဲကစားဖို့အတွက်ပဲ ကွန်းလေးကစားမကောင်တယောက်ခေါ်လိမ့်မယ်เนาะဆိုတော့ Panadas ရဲ့နေရာကိုတယောက်အစားတူပြီးလို့ရှိရင်ကျွန်တော်တို့ဒါအဲအမ်ဘူမိုကိုမခေါ်ဘဲနဲ့ဘရူနိုကိုတုံးဆိုတဲ့ပုံစံမျိုးကတော့ဖြစ်လိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့เนาะအဲနီးပြားကဘရူနိုကိုကွန်းလေးကစားမတယောက်ပြင်မြင်ထားတာကိုเนาะကျေးဇူးများတင်ပါတယ်။ OG ဦးမတွေမခေါ်စီချင်မှုပြရတယ်။ Oliver Gaines ကိုကွန်မစ်စာပြရတယ်နော်။ Tico က Norway တိုက်စစ်မှုပဲခေါ်တင်တာပြရတယ်နော်။အဲ Alexander Sarov ကိုပြောရတယ်ထင်ပါတယ်။အဲပြည်တနာကအခုချိန်ထိတော့အတင်းဘက်က အဲ့ဒီစာမားရဲ့ profile တွေဘာတွေကိုသဘောမသဘောကျဟန်မရှိပါဘူးအဲ့ဒါကြောင့်မို့လို့လည်းဘာသာမှန်းကျွန်တော်မထွက်ဘူးပေါ့နော်ပြီးရင် United ကဘယ်လိုပြောမလဲပြည်ပကစားမားတွေကိုရှေ့မှာတောက်လျှောက်ကျွန်တော်ခေါ်ခဲ့တာအလုံးမဖြစ်ခဲ့တော့လက်ရှိ Premier League အတွေ့အကြုံရှိကစားမားတွေကိုပဲဦးစားပေးခေါ်ဖို့ကြိုးပမ်းနေတယ်လို့ပဲကျွန်တော်ထင်တယ်ကျွန်တော်စဉ်းစားကြည့်ဗျာအရင်ရာသီတွေတုန်းကဆိုလို့ရှိရင်အာတော့တခြားလိကကစားမားတွေကိုကျွန်တော်ဦးစားပေးပြီးတော့ကျွန်တော်ခေါ်တယ်ပြည်ထနာကအသင်းကိုရောက်လာတိုင်း ဲ့ဒီကစားမတွေကအကျိုးပြုနိုင်စွမ်းရှိတဲ့သူဆိုတော့တအားရှားတယ်ပေါ့နော်ဒါပေမဲ့လို့လက်ရှိအခုမှတော့ပရီးမီးယားလိကစားမတွေကိုပဲဦးစားပေးခေါ်နေတာဆိုတော့ United ကတော့ပရီးမီးယားလိမှာအန်ဝန်ခွင့်ကြားအထွေထွေရှိပြီးသားကစားမတွေကိုပို့ပြီးတော့ပေါ့နော်ကျွန်တော်ချိုးပန်းတင်တယ်လို့ယူဆလာတဲ့ပုံစံပါပဲဆိုတော့ Atletico မှာကျွန်တော် Alexander Solo တို့ဘာလို့ကိုဟိုဘယ်လိုပြောမလဲအတင်းဘက်ကစိတ်ဝင်စားတယ်လို့လည်းကျွန်တော်မထင်ဘူးပေါ့နော်အဲနောက်ဒါမျိုးပဲကျွန်တော်ကျွန်တော်တို့အနေနဲ့ပြောလဲထွက်လာမှာပေါ့နော်ဆရာသမားနော်သူဟာနေသူတို့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ โอเคကျေးဇူးများကြီးပါတယ်။ OCMAN ကိုလည်းစဉ်းစားတင်တယ်ဗျာ။တူကလည်းကောင်းနေဆိုတော့โอเคခဏလေးလို့ရှင်ကျွန်တော် OCMAN တို့ပေါ့နော်ပတ်သက်တဲ့တင်လေးကျွန်တော်ကြည့်ကြည့်အောင်ပါနော်။ချီရောအဲဘသူ့ကိုပဲခေါ်ခေါ်ပြားတဲ့ရှိတဲ့နီးပြားကမတုံးတက်ရင်လည်းဘာမှမထူတော့ဘူးဗျာတဲ့အဲဘလောက်ကောင်းတဲ့လူကိုပဲခေါ်ပေးခေါ်ပေးရှိတဲ့လူနဲ့နီးပြားကိုအချိန်မပေးနိုင်ဘာမှမထူတင်နေတယ်နော်โอเคပါတရားစီကိုဂိုးနေစစ်ကပြားတဲ့ဟာလန်တောင်အာမခံချက်မရှိဘူးတဲ့နော်ဟာလန်နော် အာမခံချက်အာမခံချက်ရှိပါတယ်နော်ဟာလန်တို့ကနော် အာလအာမခံချက်ရှိပါတယ်ဟာတော့နော်ဟာလန်တို့လူကစားမတွေက ာမအာမခံချက်မရှိတဲ့အကြောင်းတော့မရှိပါဘူးနော် Rashford နဲ့ Dele ရင်ရောပြရတယ် Rashford နဲ့ဟိုဟာတော့ Dele လေးမျိုးကျွန်တော်မထင်ဘူးနော် Marcus Rashford ကိုကျွန်တော်တို့ကရောင်းပြီးတော့ကျွန်တော်တို့ကငွေရှာချင်တာဘို့နော်ငွေရှာချင်တယ်ဆိုတော့အာမခံချက်မရှိတဲ့အကြောင်းတော့ကျွန်တော်မရှိပါဘူး OC မမ OC မမဖြစ်တဲ့တဲ့နော် Okay ပါ white လဲငားတဲ့ attendant မှာတရားဒီကို10ကိုပဲ twin ခဲ့တာကိုပေါင်တန်း60ကျော်ပြီးခဲ့တာနားမလည်ဘူးဗျာတဲ့နော်အတူတူပါပဲဆက်သမားရေနော်အတူတူပါပဲအတူတူပါပဲ ဇာမားတွေခေါ်ရမှာတဲ့အချိန်တွေကြာပြီးတော့အပြောင်းရွှေ့တွေပိတ်မှာတဲ့အသက်ကြီးဈေးကြီးတဲ့ဇာမားတွေကိုခေါ်ပြီးတော့နှစ်သိမ့်နာတွေလောင်းမယ်ထင်ပါတယ်ဗျာ။ Okay ပါအဲနောက်တစ်ခုကျွန်တော်ကြည့်ကြည့်အောင်အပြောင်းရွှေ့နေပဲတို့။ Hmm Resman Whiteland ကပေါ့နော်အသင်းမှာဆက်ပြီးတော့ရှိကျင်ပေမဲ့ကစားသမားရဲ့ဒါအပြောင်းရွှေ့အတွက်ဖြစ်နိုင်ကြီးများတဲ့ကလပ်အသင်းတွေနဲ့ဆက်သွယ်မှုတွေအသင်းဘက်ကရှိထားတယ်ပေါ့ဗျာအင်တာမီလန်ရဲ့ဘက်ကလည်းเนาะအင်တာမီလန်ရဲ့ဘက်ကလည်းစိတ်ဝင်စားနေပြီးတော့ယူနိုက်တက်ရဲ့ဘက်ကတော့အပြည့်အသက်ရောင်းချခြင်းနေပေါ့ ဒါပေမဲ့လည်းလို့ဗောနော်ဒါ white land ကိုရောင်းချခြင်းနေ white land ကိုရောင်းချမယ်ဆိုရင် United ကပေါင်45သန်းနီးပါရှိတယ်ဗောနော်သူ့ရဲ့ book value ထက်ရော့နေတဲ့ပြောင်းရွှေ့ခြင်းနေတာလက်လွတ်ရဖို့ရှိတယ်ဗောပြောလို့ရှိရင်45သန်းဘယ်သူမှမပေးဘူးဗောဗျာဆိုတော့အဲ့လိုဖြစ်ခဲ့မယ်ဆိုလို့ရှိရင် Manchester United ရဲ့ PSR အပေါ်မှာတက်ရောက်မှုတွေကျွန်တော်ရှိလာနိုင်တယ်အငှားပြောင်းရွှေ့ခြင်းကိုတော့ရရှိမှာဖြစ်တယ်ဗောနော် တော့ဟိုပြောရမလဲဒီ Inter Milan နဲ့ Resman Whiteland ရဲ့တင်းကလည်းကျွန်တော်ခဏတိုင်းပြောနေတာဆိုတော့တူတူကြာကြီးမဟုတ်တော့ကျွန်တော်မပြောတော့ဘူးဒီညမှာ Ruben Amorim ကပေါ့တော့ဗောနော် Victor Gyokeres နဲ့ပြန်ပြီးတော့လက်တွဲလူတယ်ပေါ့တိုးတိုးလည်းပဲကစားသမားရဲ့ဦးစားပေးကတော့ Arsenal ဖြစ်နေပုံပေါ်တယ်ဗောနော် Victor Osimhen ရဲ့လောက်ခလာစာကို Manchester United ရဲ့ဘက်ကအရင်များတယ်လို့မြင်နေပြီးတော့ Frankfurt က Hugo Ekitike ကိုလည်း ယူရိုတန်တရာအထိဈေးတောင်းထားတာဖြစ်တဲ့အတွက် United ရဲ့လက်ရှိတတ်မှတ်ထားတဲ့ budget ထဲအများကြီးကျော်လွန်းနေတယ်ပေါ့နော် Chelsea ရဲ့ဘက်ကတော့ Ghana ချူတွေ့ United နဲ့ထိတွေ့ဆက်သွယ်မှုတွေပြုလုပ်ထားပြီးတော့ Christopher Nkunku အကြောင်းကလည်းဆွေးနွေးမှုတွေထဲမှာပါဝင်နေစေဖြစ်တယ်ဆိုပြီးတော့ဒီ Athletic ကနေကျွန်တော်ဖော်ပြထားတယ်ဒီနေရာမှာဘယ်လိုပြောမလဲနီးပြအမ်မိုရီကိုယ်တိုင်က Vita Gugres နဲ့ပြန်ပြီးတော့လက်တွဲလူတွေပေါ့ ဟိုအမှန်တမ်းပြောလို့ရှိရင်တော့ဗျာဘယ်လိုပြောမလဲကိုကိုကိုစိတ်ကြိုက်ရတော့ဗောနော်အဲ့လောက်ကြီးဒီအမဟိုတိတ်သဘောမကျဘူးယူကရိန်းရဲ့ကစားပုံကိုပြောတာပါဒါမြဲလို့ဂိုးတွေအများကြီးတွင်းထားတယ်ဘာညာဆိုတဲ့ခါကျတော့ပြည်သက်တချို့တွေမှာလည်းသဘောကျတဲ့သူတွေတော့ရှိတာဗောလေအဲ့မဲ့လို့ဘယ်လိုပြောမလဲယူကရိန်းကပေါ်တူဂီလိမှာလုတ်ပြနေတာဗျာပေါ်တူဂီလိဆိုတာကလက်ရှိဥရောပထိပ်တန်းလိမ့်၅ခုထဲမှာမပါတော့ဘူးနော်တော့5လိမ့်ထဲမှာကျွန်တော်မပါတော့ဘူးဗျာ ဆိုတော့အဲ့ဒီရဲမှာလုတ်ပြနေတာဖြစ်တဲ့အတွက်အာမခံချက်ကဘလို့လဲเนาะအဲအကြောင်းလဲဘသူမှထူးထူးခြားခြားကြီးကျွန်တော်မကျူးပန်းကြတာအသက်ရွယ်နဲ့ပေးရမယ့်တန်ကြီးနဲ့ပေါ့နော်ဒါပေမဲ့အမိုရင်းကလူချင်းနေဆိုတော့လဲဘလို့ပြောရမလဲအတင်းဘက်ကတော့အခွင့်အရေးရှိရင်ကျူးပန်းရင်ကျူးပန်းမှာပါအာဆင်နယ်ဘက်ကအာဆင်နယ်အသင်းကိုပဲကစားမကသွားချင်နေဆိုတော့ယူနိုက်တက်ကတော့တိတ်မကျူးပန်းချင်ဘူးเนาะဆိုတော့ဟိုတခုရှိတာကဘလို့ပြောရမလဲနီးပြနဲ့လက်တွဲဘူးမှဆိုတော့ကစားမတွေကိုခေါ်တာကเนาะကျွန်တော်တို့ဒါအများကြီးထိရောက်တယ်လို့ကျွန်တော်ယူဆလို့မရဘူးဗျာ ဘာလို့လဲဆိုတော့ Guardiola တို့ဘာလို့ဆိုလို့ရှိရင်သူနဲ့လက်တွဲမှုတဲ့ကစားမတွေကိုပြန်ခေါ်တာတော်တော်ရှားတယ်မလားเนาะနီးပြတွေဟာကိုနဲ့လက်တွဲမှုမှအလုပ်လုပ်တယ်ဆိုလို့ရှိရင်တော့မဟုတ်တော့ဘူးဟုတ်တယ်မလားဒါအပြင် Osimhen ရဲ့လောက်ခလာစာကို Manchester United က Imden များတယ်ဆိုပြီးတော့ယူဆနေတယ်ပေါ့ဒီညမှာ Osimhen ရဲ့လာစာ demand ကဘလောက်ဖြစ်မလဲ3သိန်းလား3သိန်းခွဲလားကြည့်ရမှာပဲတရားရတကူကတော့ကျွန်တော်လက်ရှိလောတယ်မှာဆိုလို့ရှိရင် Manchester United ကဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှိရင်เนาะဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှိရင် Osimhen ကို ပြောင်းရွှေ့ကြီးအပြင်ကိုပဲကျွန်တော်တို့ကလောက်ခလာစားပါထဲ့တွက်မှာဖြစ်တဲ့အတွက်ကိုအတင်းဘက်ကမြန်တိတ်ပြီးတော့မတက်နိုင်တဲ့အချိန်ကြီးဖြစ်နေသလားပေါ့ဒါမှမဟုတ်အတင်းဘက်မှာကကစားမရရဲ့လောက်ခလာစား structure တွေကိုပြင်ပြောင်းဖို့လုပ်နေတယ်ဆိုတဲ့အခါကျတော့သူတို့သတ်မှတ်ထားတဲ့ပေါ့နော်လောက်ခလာစားတွေအထက်ပို့ပြီးတော့တောင်းဆိုနေတဲ့ကစားမတွေကိုလုံးဝမပေးဖို့ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက်အစီမံရဲ့လစာကတောင်းတာများလွန်းနေတယ်လို့ယူဆနေသလားပေါ့ဒါတွေကိုကျွန်တော်ကြည့်ရမှာပဲဒါတွေကိုကျွန်တော်ကြည့်ရမှာဒါကြောင့်ပေါ့နော်အတင်းဘက်ကတော့ ကိုစီမံရဲ့လစာကိုများတယ်လို့ကျွန်တော်ယူဆနေတယ်เนาะများတယ်လို့ကျွန်တော်ယူဆနေပြီးတော့ AGTK ကလည်းယူရိုတန်း100ဒီဈေးတက်မှတ်ထားတယ်ဆိုတော့ Manchester United တက်နိုင်တဲ့ budget ထက်ကျော်လွန်းနေတယ်ဘာကြောင့်အဲ့ဒီခုနကပြောတဲ့ပေါ့နော် Gugres ကလည်းကိုသင်းကိုဦးစားပြီးမလာချင်တာအူစီမန်ကလည်းလောက်ခလာစာများတာ AGTK ကပြောင်းရွှေ့ကြီးများတာနဲ့ Manchester United ကလုံးဝကိုပလန်မရှိတိုက်စစ်မှုအတွက်ပေါ့နော်ကျွန်တော်ဒါခေါ်ဖို့တော့ကအချိန်ကြီးမကောင်းဖြစ်နေတာเนาะ Matita နဲ့ကျွန်တော် ာတီတာနဲ့ကျွန်တော်တို့ကအိုလီဝါကင်းစ်တို့ပဲမျှော်လင့်လို့ရရင်ရမှာပါမာတီတာတောင်မှဆိုအိုလီဝါကင်းစ်တောင်မှဘယ်လိုပြောရမလဲဝါကင်းစ်တောင်မှဒီပြောင်းရွှေ့ကြီးကဘယ်လောက်လာအောင်မလဲဆိုတော့ကျွန်တော်မသိသေးဘူး2028ခုနှစ်ဒီကောင်စာချုပ်ရှိတာကို29နှစ်ဆိုတော့အနည်းဆုံးတော့တန်း40လောက်တော့နော်အက်စတူမီလာရဲ့ဘက်ကတောင်းလိမ့်မယ်လို့ကျွန်တော်ထင်တာပဲချယ်ဆီကခုနကပြောတဲ့ဂါနာချိုနဲ့ခရစ်စတိုဘန်အန်ဂူဂူရဲ့အကြောင်းကလည်း United ရဲ့ဘက်ကတော့အဲ့လောက်ထိတုံးလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးเนาะတော်တော်လေးပဲစောင့်တော့ကျွန်တော်ကြည့်ရမှာပါလေ။ကျွန်တော်တိုက်စင်းနဲ့ပတ်သက်လို့ကတော့အတင်းတွက်ကတော့ကျွန်တော်တို့ဒီပြိတက်တွေစိတ်ပူမယ်ဆိုလဲစိတ်ပူစရာပဲ။ငါတို့တင်းရဘသူ့ကိုမျိုးခေါ်မာတော့ဘယ်တော့မှခေါ်နိုင်မာတော့သိတယ်မလား။တကယ်စိတ်ပူမယ်ဆိုလဲစိတ်ပူစရာပဲ။เนาะစောင့်တော့ကျွန်တော်ကြည့်ရမှာပါအချင်းကြီးက။ဦးစီမံပဲသဘောကျတာဗျာတဲ့တိုက်စင်းမှာဆိုလို့ရှိရင်တဲ့เนาะ။ Okay ။အတင်းကားတဲ့နာပိုလီကိုတဲ့เนาะ။ဝိုင်လန် +30+ နဲ့ဦးစီမံကိုခေါ်တင်တယ်လို့ထင်လားတဲ့။ အဲအဓိကကအခုကအူစီမန်နဲ့ပတ်သက်လို့ရှိရင်အတင်းဘက်ကကစားမရဲ့အပြောင်းရွှေ့ကလည်းများတယ်အဲလောက်ခလာစားကလည်းများတယ်လို့ယူဆထားတာအဲ့ဒီတော့အကယ်လို့ကျွန်တော်တို့ကအဲ့ဒီလိုမျိုးပေးပြီးတော့ကန်လန်းနေဆိုလို့ရှိရင်တောင်မှနာပူလီရဲ့ဘက်ကလက်ခံကြည့်အောင်ပါဗျာဘာလို့လဲဆိုတော့ကိုရီးယားသားရက်စမန်ဝှိုင်းလန်းရဲ့တန်လီစေရဲ့ပေးပြီးတော့ကန်လန်းတာဘာလို့လဲဆိုတော့ဝှိုင်းလန်းကကိုရီးမလိုလို့ဒါပေမဲ့နာပူလီဘက်ကကျွန်တော်တွေးမှလေโอเคတန်လီစေကတော့ထားပါတယ်မဲ့ဝှိုင်းလန်းကြီးကတော့ဘာလို့လိုချင်ပါတော့ ငါတို့ white line ကိုမလုပ်အောင်လူချင်းမာတော့ဆိုတဲ့သဘောမျိုးဖြစ်လာမှာနာပိုလီမလူချင်းတဲ့ကစားမကြီးကိုပေးဘူးတော့နာပိုလီရဲ့ဘက်ကလက်ခံဦးမှာလေနာပိုလီကတော့သူတို့လူချင်းတာ okay ငါတို့ကာနာချိုပေးกว่าကာနာချိုနဲ့တန်းတန်း40ပေးกว่าဆိုလို့ရှင်တော့သူတို့လက်ခံရင်လက်ခံမှာပေါ့အဲကြလို့ရှင် United ကလည်းငါတို့ကာနာချိုနဲ့တန်း40ဆိုလို့ရှင်တော့မကြိုက်ဘူးဒါမှမဟုတ်ဖြစ်ရင်ဖြစ်လာမှာပဲကိုရီးယားတော့ကုဘက်ကတွေးတာပေါ့လေတော့ငါတို့ white line ပေးလိုက်မယ်တန်း40ပေးလိုက်မယ်ပေါ့နာပိုလီက white line မလူချင်းကျွန်တော်ဘယ်လိုလုပ်မလဲသိတယ်မလားဒါအပြင် ူစီမံရဲ့လောက်ခလာစာကလည်းပြဿနာကြီးကြီးမားမားရှိနေတဲ့ပုံစံမျိုးပါနော်ကစားမားတွေခေါ်တဲ့နေရာမားတဲ့အချိန်တွေကြားရပြားတယ်နော်โอเคပါအဲအူနနာတစ်ယောက်လုံးရှိနေတာပဲပြားတယ်ဘေနီယာသုံးလို့ရနေတာကိုကိုမဖမ်းတတာပဲရှိတာတယ်နော်ဂျိုနသန်ဒစ်ဗစ်ပဲခေါ်စီနေတာပြားတယ်ပို့ပြီးတော့ဈေးတက်တာပြီးတော့တဲ့အလွတ်နဲ့ရမယ်လို့ခေါ်ထင်တာပဲတဲ့နော်ဖီဇီကယ်လည်းကောင်းနေဆိုတော့တဲ့သူတို့စမ်းစမ်းဆိုသလိုပဲကျွန်တော် OC ဒီဒီကစားမားနဲ့ဂျိုနသန်ဒစ်ဗစ်နဲ့ပတ်သက်တဲ့အပြောင်းအရွေးကိုကျွန်တော်အမြဲတမ်းပြောရတယ်ပေါ့နော် မန်ချက်စတာယူနိုက်တက်မှမဟုတ်ဘယ်အသင်းမှဂျိုနသန်ဒေးဗစ်ကိုခေါ်ဖို့အတွက်တင်းမထွက်ဘူးဆရာသမားအဲ့ဒါကတော့တော်တော်လေးကိုတိုင်ပတယ်ဘာလို့လဲတော့မသိဘူးဒေါက်တာကြီးနဲ့တော့ဘာစီယောဂအချင်းနေပါထူးသည်လေတဲ့ပြဿနာကတော့ဘာစီလိုနာရဲ့ဘက်ကတော့လက်ရှိမှာနီကိုဝီလျံစ်မှနီကိုဝီလျံဖြစ်နေတယ်နီကိုဝီလျံစ်ကလည်းဘာစီလိုနာမှဘာစီလိုနာကျွန်တော်ဖြစ်နေတယ်ဒါပေမဲ့လို့နီကိုဝီလျံစ်ရဲ့အသင်းဖြစ်တဲ့ဘီဘာအိုကတော့ဘိုင်ယန်မြူနစ်ကိုပဲပြောင်းစီခြင်းနေတယ်ဆိုတော့လက်ရှိမှာအဲ့ဒီအပြောင်းအရွှေ့ကိုပဲကျွန်တော်ကြည့်ရမှာပေါ့နော်လက်ရှိမှာဘယ်လိုပြောမလဲ နီကိုဝီလျံစ်နဲ့ဘာစီလိုနာတင်းရဲ့အပြောင်းအရွှေ့ဖြစ်သွားတယ်ဆိုလို့ကျွန်တော်မာကတ်စထရက်ချိုကဘာစီလိုနာရောက်လေเนาะအရန်ကုန်တောင်းမှ double အရန်ကုန်ထိုင်းရမယ့်ချီနေမျိုးဗျာဆိုတော့အဆောင်ကြည့်ရမယ်เนาะဆိုတော့မာကတ်စထရက်ချိုရဲ့ဘက်ကတော့ပြောင်းကျင်နေပေါ့လေဒါပေမဲ့လို့ဘာစီရဲ့ဘက်ကတော့လက်ရှိမှာသူ့ကိုအမှန်ကန်ကျူးပန်းနေတာမရှိပါဘူးသူတို့နီကိုဝီလျံစ်ကိုပဲတကယ်ခေါ်ဖို့သူတို့လုပ်နေတာ Oliver Gins ကတဲ့ကောင်းနေလို့ထင်တာပဲဗျာတဲ့ကိုတင်တိုက်စစ်မှုတွေစားလို့ရှိရင်အများကြီးကောင်းနေတဲ့40လောက်နဲ့ရမယ်ဆိုရင်တော့အသင်းဘက်ကတော်တော်ကောင်းနေလို့ထင်တာပဲတဲ့နော် โอเคပါကျေးဇူးများတွေပါတယ်ဦးနနာတရားလုံးရှိတယ်ဒီဘရာသာဘာလို့အဲ့လောက်အဲ့လောက်ဒီကွန်မန်နေတာမန်နေတော့ဒုက္ခပဲသူများနေရှိနေတော့မင်္ဂလာပါတယ်โอเคပါဂျူနီသန်ဒေးဗစ်ကိုဘာလို့သဘောမကျလိုက်ရဗျာကိုအတင်းတောင်းရှိတွေကလည်းဈေးကြီးတိုက်စင်မှုတွေဝယ်မဲ့တူတူတဲ့ဒေးဗစ်ကိုပို့ပြီးတော့အဲတက်တာတယ်အကုန်ကျလည်းများတယ်ဗျာတယ်နော်အဓိကတော့ဗျာကစားမရဲ့ profile ကလည်းရှိတာပေါ့နော်ကျွန်တော်တို့တွေမဟုတ်ဘူးပြည်သားလားဘယ်အသင်းမှတင်းမထွက်ဘူးဆိုတဲ့နေရာမှာအကြောင်းရင်းတွေတော့ကျွန်တော်ရှိရမယ်ပေါ့နော်တိုက်စစ်မှုလူနေတာ Manchester United တင်းနေမှာကျွန်တော်မဟုတ်တာ ိုက်စစ်မှုလူနေတဲ့အသင်းတွေပရီးမီးယားလိမှာမမကောက်ဘယ်အသင်းမဆိုပရီးမီးယားလိဟိုတိုက်စစ်မှုလူနေတဲ့အသင်းတွေအများကြီးရှိတယ်ဒါပေမဲ့လို့ဘသူမှဂျိုနသန်ဒေးဗစ်နဲ့ပတ်သက်လို့တရင်ကောင်းကောင်းကွန်ကွန်ထွက်ထတာကျွန်တော်မရှိဘူးပေါ့နော်ဗီတာဂျူဂရက်စ်ကကောင်းတိုက်သွင်းကိုဒီအားနေတယ်ပြားတယ်နော်ပင်နယ်တီတွေပဲမရနေတာโอเคပါအဲကျူးဒီများကြီးပါလေဝက်ကင်စ်ကလည်းအလွန်ဆုံးတစ်နှစ်နှစ်နှစ်ပေါ်ပြားတယ်အများဆုံးသုံးရရင်ပြောင်းရွှေ့ကြီးကလည်းတန်း90နီးမှာပြရမယ်ထင်တာဝဲတဲ့ဆောင်းကြည့်ရမှာပါတန်း90ဆိုလို့ကျွန်တော်အတင်းဘက်ကလှည့်ကြည့်ကြတော့မရှိပါဘူးနော် ပွဲရှိလို့လာတယ်အောက်တေ7ကျော် Manchester City ပွဲကျွန်တော်ကြည်နေနော် City ပွဲကြည်နေတာတော့ okay ပါဆိုတော့ဒါပါဆက်သမားရေနော်ဒါကတော့လက်ရှိမှာအသင်းနဲ့ပတ်သက်တဲ့မနက်ခင်းပိုင်း3နေပါဆိုတော့ကျွန်တော်ဒီနေ့ညပေါ့နော် live ရှိပါတယ် live ဆိုတာက game live ပေါ့နော်ဘာလို့လဲကျွန်တော် champion ကစားမှာဒီနေ့ညကနော် enjoy ဖို့ပေါ့မှာကျွန်တော် champion ကစားရမယ်ပြီးလို့ရှိရင်အဲ့ champion ကနေစုတွေကျွန်တော်ရဖို့ရှိတယ် champion ကတတော်ကိုခတ်တဲ့တဲမှာပါတယ်ဆိုတော့အဲ့ဒါကကျွန်တော်ကစားဖို့ရှိတယ်လာပြီးတော့ကျွန်တော် join ကြပါဦးဆိုတော့အဲ့ဒီမတိုင်ခင်မှာတော့ Manchester United နဲ့ပတ်သက်တဲ့3နေကို တခြားကလပ်တွေနဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်ဖိုဘောမချန်နယ်လက်ရှိ United ရှူရူမှာကျွန်တော်ရသမာတင်ပြသွားပါမယ်။ထပ်ပြီးတော့ join ကြဖို့ကျွန်တော်မျှော်လင့်ပါတယ်။လာပြီးတော့ကြည့်နေကြတဲ့ညီတို့ဒီနေ့မနက်မှာ400နီးပါးရှိပါတယ်။တယောက်ချင်းစီတိုင်းကိုချီးကျူးများရည်တည်ပါတယ်။ channel လေးကို subscribe နဲ့ add လုပ်ဆိုလို့ချင်းနေပြီးတော့တောင်းဆိုပါတယ်။အားလုံးကိုကျေးဇူးပါ။